ူသားမျိုးနွယ်အပေါ်ယာဆွေးမှုကျူးလွန်ခဲ့တဲ့ဆိုရဲဆွဆွဲချက်တွေကိုဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းနဲ့ဝရမ်ပြည်ဖြစ်သူရှိတ်ဟာစီနာကညင်းဆိုလိုက်ကြောင်သူ့နိုင်ငံအတွက်နိုင်ငံတကာခံထားပြီးတရားခံရှိနေကအင်္ဂါနေ့ကပြောပါတယ်။ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ပြောအရယမန်နှစ်ဂျူလန်နာကနေဩဂုတ်လအတွင်းလူပေါင်း1400အထိတိုက်ဆုံခဲ့ရတယ်လို့ဆိုပါတယ်။ အာနာတီမဲစီဘူမအောင်မြင်တဲ့ကြိုးပမ်းမှုအနေနဲ့ဆန္ဒပြတဲ့တမားတွေကိုဟာစီနာရဲ့အဆိုရကနှိမ်နှိမ်မှုအမိန်ပေးခဲ့ရပါကျောင်းသားတွေဥဆောင်တဲ့အုံကြွမှုဩဂတ်လအတွင်းထွက်ထိပ်ရောက်နေချိန်မှာဟာစီနာဟာအိန္ဒိယကိုထွက်ပြေးသွားခဲ့ပါတယ်ဒါကန်တို့ပြန်လာဖို့အမိန်ကိုလည်းအာခန်ကမလိုက်နာပဲနဲ့နေခဲ့ပြီးတဲ့နောက်မှာတော့သူ့ကိုမျက်ကွယ်မှစစ်ဆေးကြကိုစွန်လာတဲ့ရက်နေ့မှာစတင်ခဲ့ပါတယ် ဟာစီနာကိုအစိုးရရှိနေတွေကဆွဲချက်၅ခုတင်ခဲ့ပါတယ်ဒါဟာအပိကူညီမှုလုံဆော်မှုပူပေါင်းပါဝင်မှုကူညီအပိဆောင်ရွက်ခဲ့မှုကြံရပါဖြစ်မှုနဲ့လူအစုလိုက်အပြုံလက်သိစုံမှုကိုကာကွယ်ဖို့ပြက်ကွက်ခဲ့မှုတွေဖြစ်ပါတယ်အိုက်ဆိုဆိုကြဟာဘင်္ဂလားဒေ့ရှ်ဥပဒေအရလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ပါတယ် ာစီနာယာကဆွဆွဲချက်အားလုံးကိုညင်းဆိုခဲ့တဲ့တရားခံရှင်းနေအမီယာဟုစင်ကပြောပါတယ်။ဤဆွဆွဲချက်ဒီကတရားရှင်လူစီယန်သူရှောင်လဲသွားမယ်လို့သတင်းတောက်တွေကိုသူကပြောပါတယ်။အခုအခါပိတ်ပင်ခံထားရတဲ့ဖြုတ်ချခံကောင်းဆောင်ရဲ့အဝါမီပါတီကလည်းလန်ဒန်မြို့မှာကြီးညာချက်ထုတ်ပြန်ပြီးဤတရားရုံးမှာဟန်ပြတ်တက်တာဖြစ်ပြီးဆွဆွဲခံရသူက ဆွဆွမ်းချက်များကိုလုံးဝညင်းဆိုပါသည်လို့အဲ့ဒီကြေညာချက်မှာဆိုထားပါတယ်။ဟာစီနာယာဘော့ဆွမ်းချက်တွေကိုဖော်ပြဖို့အတွက်အစိုးရရှိနေတွေကထူထဲလာတဲ့အမှုတွင်းမှတ်တမ်းတွေကိုအ धिक ဥမာတွေကိုစာရင်းလုပ်တင်ပြထားပါတယ်။အကြမ်းဖက်မှုကိုလုံးစော်ခဲ့တယ်လို့ဆွဆွဲထားပြီးရဟယင်တွေပါဝင်သေးစေနိုင်တဲ့လက်နက်တွေကိုအသုံးပြုဖို့အမိန့်ပေးခဲ့တယ်လို့လည်းဆိုထားပါတယ်။အာနာတိမြဲနေစေဖို့ဘာပဲလုပ်ရလုပ်ရ လုံမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့ဟာစီနာယာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအစိုးရရှိနေအကြီးကဲမိုဟာမက်ဂျူးအစ္စလမ်က ပြောပါတယ်ဟာစီနာယာဟာလူလူကိုကွယ်လွန်သူတုဖခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတူထောင်သူနဲ့ပရမာဇုံသမရရှစ်မူဂျီဘရာမန်ကိုအတင်းကျပ်ကိုးကွယ်ခိုင်းခဲ့ရာကိုလည်းအစိုးရရှိနေကထောက်ပြသွားခဲ့ပါတယ် သူဖခင်ကသူ့လိုပဲအာနာကိုမလွတ်တမ်းစောက်ကင်ထားလို့ရဆွဲလန်းမှုရှိပါရဲ့လို့အစ္စလမ်ကပြောပါတယ်။ဟာစီနာယာဟာအကြီးကအမှုသုံးမှုမှာအမိန်ပေးကုတ်ကဲခဲ့မှုအတွက်တစ်ခုလုံးခြုံပြီးတော့တာဝန်ရှိသူလို့အဆိုရရှင်တွေကပြောပါတယ်။အုံကြွားမှုအကြမ်းဖက်နှိမ်နင်းခဲ့ရတဲ့ဆက်လင်းပြီးတော့အဲ့ဒီမှုတွေအတွက်တိချအမှုတွေစစ်ဆေးနေစေပါ။အဲ့ဒီမှုတွေမှာအသက်23နှစ်အရွယ်ရှိចောင်းသားဆန္ဒပြသမားအဘူဆာရီကိုတပ်ဖြတ်မှု တကာမြို့ချံကပူရအရက်မှာအခြားလူ6ဦးကိုတပ်ဖြတ်မှုမြို့တော်စင်ကြီးဖုံးအရှူလီယာအရက်မှာလူ6ဦးကိုတပ်ဖြတ်မိရှုခဲ့မှုလို့ဖြစ်ပါတယ်။ဟာစီနာယာဟာအခြားအရာရှိ2ဦးနဲ့အတူအမှုရင်ဆိုင်နေရပါတယ်။သူတို့ကတအူကတော့ပြည်ရေးဝန်ကြီးဟောင်းအဇက်ဆာမခန်ခါဖြစ်ပြီးတော့သူကလည်းအဲ့ဒီဆွဆွဲချက်တွေနဲ့ဆွဆွဲထားပြီးတော့သူဒီလေဟာစီနာယာကဲ့သို့ဝရံပြေတအူဖြစ်ပါတယ်။ နောက်တော့ဥမာသူရဲ့ချုပ်ချောင်ဒရီအဒူလာအမမွန်ဖြစ်ပြီးတော့သူကရောအချုပ်မှဖြစ်ပါတဲ့တရားရုံးတွေမှာအမှုတွေကိုဆက်လက်စစ်ဆေးနေဆဲပါခင်ဗျာလောကမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ